မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel နေရာနေပြီးတော့နောက်ဆုံးကြားကြည့်ထားတဲ့သတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။မင်းအောင်လိုင်ကရှီကျင်းဖင်ကိုတမရာကြီးလို့ရိုရိုကျိုးကျိုးသုံးနှုန်းရခိုင်မှမြို့နယ်အများစုကိုစစ်တပ်ကလက်လွတ်ထားပေးမယ်။တရုတ်မြန်မာဘင်္ဂလားဒေ့ရှ် CY စင်းချံအကောင့်ထဲပေါ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမတ်စေကောင်းဆောင်မယောင်လှိုင်ကတရုတ်တမရရှီကျင်းဖင်ကိုတမရကြီးဟုရိုရိုကျိုးကျိုးသုံးနှုန်းပြောဆိုထားသည်ကိုစစ်ကောင်စီလောက်ခံမီဒီယာအင်တာဗျူးမှာဖော်ပြပြောဆိုထားပါရယ် မြောက်လိုင်းကရုရှားနိုင်ငံတွင်မေလ9ရက်နေ့မှမေလ10ရက်နေ့ထိတွားရောက်ခဲ့စဉ်မှာတရုတ်သမ္မတအရှိချင်းဖြင့်တွေ့ဆုံခဲ့ပြီးအဇဝါတွေ့ဆုံမှုနှင့်ပတ်သက်၍စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းမီဒီယာများကမြောက်လိုင်းတို့ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရမှာရှီချင်းဖြင့်ကိုသမ္မတကြီးဟုမြောက်လိုင်းကချိုချွန်းနှွန်စွာခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါသမရာကြီးအပေါ်ပြမြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုများနဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့အကြောင်းသူဒါလေးထပ်ပြီးပြောပါရဲလို့မင်းအောင်လိုင်ကပြောဆိုခဲ့ပါရယ်ထို့ပြင်ရခိုင်ပြည်နယ်တွင်းရှိမြို့နယ်ပေါင်း16မြို့နယ်အနက်မှ14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားပေမဲ့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ် CY စင်းချန်အကောင့်ထဲပေါ်ရန်တရုတ်သမ္မတနဲ့ဆွေးနွေးခဲ့ကြောင်းမင်းအောင်လိုင်ကထုတ်ဖော်ပြောဆိုပါရယ် ်ကျွန်တော်နေနဲ့လဲ one by one road လမ်းကြောင်းပေါ်မှာလဲခက်ခက်မမရက်တည်တဲ့ကြောင်းနောက်တစ်ခါမြန်မာနိုင်ငံနေပြီးတော့တက်ကြွစွာပအဝင်ဆောင်ရွက်မယ်ဆိုတဲ့ကြောင်းကျွန်တော်ပြောခဲ့ပါတယ်နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ CY ဇင်းညာအကောင့်ထဲပေါ်မြင့်တင်နေတဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပြခဲ့ပါတယ်လို့မယောင်လိုင်းကပြောဆိုပါတယ်ရခိုင်ပြည်နယ်မှာအေကမြို့နယ်အများစုကိုသိမ်းပိုက်ထားပြီးစစ်တွေကြောက်ဖြူနဲ့မအောင်မြို့တို့သာသိမ်းပိုက်ရန်ကြမ်းရှိတော့ကြောင်းသိရှိရပါတယ် နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့စကားစအလောင်း30စစ်တုံပန်6ဦးနဲ့တူလက်နက်80ကျော်တင်ဆက်ရရှိတရင်မှုအပါရရှိရည်နဲ့တပ်သား90ဦးခန့်စကန်းဆုံးခွာထွက်ပြေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ပဲခူးဒေသရွှေကျင်မြို့နယ်ညောင်ခြောက်တော့ကျေးရွာရှိအကြမ်းမတ်စစ်ကောင်စီရဲ့ခမာယ9ကိုရှိကိုပြည်ရန်ဘူအောင်တပ်တွေကတိုက်ခိုက်သိမ်းပိုင်းမှုစာကားစာအလောင်း30စစ်သုံးမှန်ချောင်းနဲ့တူ0.5 85 81 60မမလက်နက်ကြီးရဲ့ပါဝင်လက်နက်83လက်သိမ်းဆီရရှိခဲ့ရလို့ NUG ကာကွယ်ဝန်ကြီးဌာနကမေလတရနေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာယ9ကိုရှိတရင်ဌာနချုပ်ကိုအမျိုးသားညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်တမန်တော် PDF င်းရတောင်ပိုင်းအမှတ်၁စစ်စင်ရေးနယ်မြေနဲ့အမှတ်၂စစ်စင်ရေးနယ်မြေတို့ရဲ့အစီအစဉ်ကရင်အမျိုးသားအစည်းအရုံးတမဟာ၃ရဲ့ပူးပေါင်းပါဝင်မှုနဲ့မေလ၈ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲမှာ0.5စက်တနက်85နာပွင့်81မမ60မမလက်နက်ကြီးတွေပါဝင်လက်နက်မျိုးစုံ83လက်ဂျမဆက်3လုံးနဲ့ခရဲနေသိမ်းဆည်းရရှိခဲ့တဲ့ပြင်တိုက်ပွဲတွင်ရန်သူရုပ်အလောင်း30ဦးတွေ့ရှိရပြီးစစ်တုံးမှ6ဦးနဲ့မိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့စစ်ကောင်စီ ီတရင်မှုပါဝင်အရာရှိတွေနဲ့တပ်သား90ဦးခန့်စကန်းဆွန်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။အဆိုပါစစ်စင်ရေးမှာပြည်သူ့ကောင်ွယ်တမရော့တောင်ပိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF အထူးလှူရှားပြူဟာအမှတ်၁စစ်စင်ရေးနယ်မြေဖြူဟာ၂၇မှ၅ဖြူတရင်တောင်ညိုတရင်ခွန်ရှိ၃၅တရင်ခွန်ရှိ၃၁တရင်ဒေါနာတရင်ဆောက်တန်အီဂယ်တရင် SOG တရင် ရန်ကုန်တိုင်းအထူးချိန်မုံရင်တပ်ဖွဲ့၊ရောင်နီကျုံအထူးတပ်ဖွဲ့၊ကလောင်ဝင်းကျုံအထူးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကားဖတိုက်ခိုက်ရေးအဖွဲ့များမောပကားဖတိုက်ခိုက်ရေးအဖွဲ့များအမှတ်နှစ်စစ်စင်ရင်နယ်မြေပြူဟာ20မှ3034ရက်ရင်9131တက်တရင်ရန်ကုန်ပြူဟာစစ်ကြောင်းဘကိုးတိုင်းပကားဖတိုက်ခိုက်ရေးအဖွဲ့များ LDF တပ်ဖွဲ့တွေဖြစ်တဲ့ KRF UDF Rocket နဲ့ Drone တပ်ဖွဲ့တွေပူးပေါင်းပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF တရင်တပ်ဖွဲ့တွေနဲ့အတူကရင်အမျိုးသားစစ်ရုံး KNU တပ်မဟာသုံးမှတရင်ခုနှစ်နဲ့ဒရုန်းဖွဲ့တွေလက်တွဲတိုက်ပွဲဝင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မဟာမိတ်များနဲ့ညီညွတ်မှုတိုက်ခိုက်စေနိုင်တဲ့ပြုမှုပြောဆိုမှုများမလုပ်ရန် PDF ရဲဘော်များအားတောင်ပိုင်းစစ်ဒေသ2စစ်ဒေသမှကတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအနေနဲ့မဟာမိတ်များနဲ့ညီညွတ်မှုထိခိုက်စေနိုင်တဲ့အပြုမှုပြောဆိုများမပြုလုပ်ရန်ပြည်သူ့ကော်မတီတမရော်ပီဒီအက်တောင်ပိုင်းစစ်ဒေသဒုစစ်ဒေသမှရဲဘော်စောရှာကတိုက်တွန်းလိုက်ပါတယ် ်ယနေ့မေလ17ရက်နေ့တွင်ရဲဘော်စောရှားက၎င်းရဲ့လူမှုကွန်ရက်မှာတက်ဆင်မူဝါဒတပ်ဖွဲ့လိုင်းနာရန်တိုက်တွန်းချက်ဟုရှိတာကရှောင်းကျင်လိုင်းနာရမယ့်အဓိကအချက်၃ချက်ကိုဖော်ပြပါရယ်ရှင်းတိုက်တွန်းချက်များမှာတပ်ဖွဲ့ဝင်အချင်းချင်းညီညွတ်မှုကိုထိခိုက်စေနိုင်တဲ့အပြုမှုပြောဆိုများရှောင်းကျင်ရန်မဟာမိတ်တော်လိုင်းတပ်ဖွဲ့များနဲ့ညီညွတ်မှုကိုထိခိုက်စေနိုင်တဲ့အပြုမှုပြောဆိုများမပြုလုပ်ရန်နဲ့ဘဝတူညီနောင်တော်လိုင်းတပ်ဖွဲ့များနဲ့ပန်းနိုင်ရောက်တဲ့ထိညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပါရယ် တို့တို့တိုက်တွန်းချက်များရှင်းသားခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းရန်ရဲဘော်စောရှားထံသို့ဆက်သွယ်ထားဆဲဖြစ်ပါတယ်။ တောင်ပိုင်းစစ်ဒေသကကရင်အမျိုးသားစစ်ရုံး KNU လောက်ခန့်တပ်များပါဝင်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိပြီးမိလာရှိရကပင်ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ချလောက်ကျင်းရွာအခြေဆိုင်စစ်ကောင်စီရဲ့ခမာရငါးကိုရှိတရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အမျိုးသားညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးဦးမွန်ကလည်းမိလာ9ရက်ကကြာရောက်ခဲ့တဲ့ PDF ဖွဲ့စည်းထူထောင်ခြင်း၄နှစ်ပြည့်မဲ့ကောမှာ PDF တမတော်ထူထောင်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကုညီဆောင်ရှော ောက်ပေးခဲ့တဲ့တော်လှန်ပြည်သူများမဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကိုကျေးဇူးတင်ကြောင်းအလေးပေးဖော်ပြခဲ့ပါတယ် ပီဒီအက်တမတော်နဲ့မဟာမိတ်တွေပိုချစ်ကြီးပိုစည်းလုံးပိုဟန်ချက်ညီပင်တနိုင်ငံလုံးအတိုင်းတာနဲ့မဟာပြူဟာမြောက်တိုက်ပွဲဝင်ကြရင်အစုံသတ်တိုက်ပွဲဟာတိုင်းသားပြည်သူတရလုံးအတွက်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်ဟုလည်းဝန်ကြီးဦးဝင်းမွန်ကပြောကြားခဲ့ပါတယ်။အန်ယူဂျီရိုင်းတမရဒူဝါလက်ရှိလာကလည်းအချိန်တိုကာလအတွင်းအာနာသိန်းစစ်ကောင်စီတပ်များကိုခြေမုံနိုင်ခဲ့ခြင်းကဒိုင်းနာလနကိုင်တော်လိုင်းအဖွဲ့အစည်းတွေရဲ့ပြည်သူ့ကောင်ွယ်တမရပေါ်ဝိုင်းဝန်းကျေးဇူးပြုမှုကြောင့်ဖြစ်ကြောင်းလည်း PDF လင်းနေပြေးမှပြောကြားခဲ့ပါတယ် ပြည်သူလူထုတွေကပီရီယက်တက်မတော်ရဲ့မိခင်ဖခင်ဖြစ်သည့်ဆိုပါကတိုင်းသားလက်နက်ကင်တော်လိုင်းအဖွဲ့များသည့်ပီရီယက်တက်မတော်အောင်မြင်စွာမွေးဖွားလာစေရေးကုညီပေးခဲ့သည့်တားဖွားဆရာဆရာမများဖြစ်ကြောင်းဥပမာပေးပြီးတော့ရှိုင်းသမရကပြောကြားခဲ့ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီမိုမြန်မာနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါ။နောက်ဆက်အပိတ်ကြားရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။